မင်္ဂလာပါဝဲလ်ကမ်နိုင်မှာအားလုံးအပြည့်လေးကြိုဆိုလိုက်ပါရစေအဲ့တော့မနက်ဖန်ကကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့ UFC ပွဲနဲ့ One Championship ပွဲတွေကြည့်ရှုရတော့မှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီနေ့ weight ချိန်တဲ့အချိန်မှာအဓိကတော့ One Championship ပေါ့နော် One Championship မှာပွဲပြတ်သွားတဲ့ဟာလည်းကျွန်တော်တို့တွေးရပါတယ်ခင်ဗျာအဲ့တော့တကယ့်ကိုပွဲစဉ်ကြီးပေါ့နော်ပရိတ်တက်အားလုံးစောင့်မျှော်နေတဲ့ပွဲစဉ်ပါအဲ့ဒါကတော့ Rock Town ရဲ့ပွဲစဉ်ပါအဲ့တော့ Rock Town နဲ့ Now O ကဒီနေ့နေခင်ပိုင်းမှာ weight ချိန်တဲ့အချိန်မှာ နောင်အုံကနှစ်ကြိမ်ထိ weight လာချိန်ပါတယ်။အဓိကပြဿနာကတော့ရေဓာတ်ပေါ့နော် hydration test မအောင်ပါဘူး။ရေဓာတ်မအောင်တဲ့အတွက်သူ့ရဲ့ခန္ဓာကို weight က flying weight တန်းမှာရှိနေတောင်မှ weight တန်းဝင်တယ်လို့ပြောလို့မရတော့ပါဘူး။အဲ့တော့ rock town က3နိုင်ရဲ့အတွက်မှာရန်ကိုစူးစားခဲ့တယ်။သူက weight လာမချိန်ဘူးဗျ။နောက်ဆုံး3နိုင်ပြေခါနေပေါ့နော်ဒီ9မိနစ်အလိုမှာမှသူရောက်ရှိလာခဲ့ပါတယ် အဲ့တော့သူ့ရဲ့ခန္ဓာကိုယ်ပုံစံကြည့်လိုက်တာကျွန်တော်တို့ဝိတ်မဝင်တော့ဘူးလို့ပဲထင်တာတော့ပေါ့နော်ဒါပေမဲ့သူလာချိန်တဲ့ချိန်မှာဝိတ်တန်းဝင်ပါတယ်ရေတက်လည်းဝင်တယ်သူ့ရဲ့ခန္ဓာကိုယ်ဝိတ်လည်း flying weight တက်မှာဝင်ပါတယ်အဲ့တော့နောင်အောင်ကဝိတ်တန်းမဝင်ဘူးနောက်ထာဝိတ်တန်းဝင်တဲ့အတွက်ဒီပွဲစဉ်ကိုဒီ cash weight တန်းနဲ့ပဲပွဲဖြစ်မယ်လို့အားလုံးကလည်းယုံကြည်ထားခဲ့ကြတာဖြစ်ပါတယ်ဝမ်ချွန်ချစ်ကလည်းစောင့်ကြည့်တာပေါ့နော်သူတို့နှစ်ယောက်ရဲ့အခြေအနေကိုစောင့်ကြည့်တယ်ဒါမဲ့တိတ်မကြအောင်နောက်ထပ်တနအီလောက်မှာတရင်တစ်ခုထွက်ပေါ်လာပါလေအဲ့ဒါကတော့ ရော့ထန်ကဒီပြန်ပွဲရနဲ့နှုတ်ထက်သွားပြီဆိုတဲ့တင်းတင်းမှာဘာလို့လဲဆိုရင်ရော့ထန်ကဒီတစ်ချိန်သူဝိတ်ချတဲ့ချိန်မှာအရင်လိုမျိုးအဆင်မပြေခဲ့ပါဘူးသူဝိတ်ချတာများသွားတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကပုံမှန်အခြေအနေမဟုတ်တော့ဘူးလုံးဝကိုဖျားသွားပါလိမ့်ခင်ဗျအဲဒါကြောင့်ချက်ချင်းပဲစေယုံတင်လိုက်ရတာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့တည်ရဝင် ပွဲပြတ်သွားပါပြီခင်ဗျ cash rate တန်းမှာလည်းပွဲမဖြစ်ပါဘူး တော့ရော့ထန်ကသိမကြခင်မှာပဲသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်နဲ့အခုလိုရင်သားဖော်ပြလာတာဖြစ်ပါတယ်ဒီပြိုင်ပွဲမှာနှုတ်ထွက်ခဲ့ရတဲ့အတွက်ပရိတ်သတ်အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဝိတ်တန်းဝင်အောင်လည်းလှုံ့ဆော်နိုင်ခဲ့ပါတယ်ကျွန်တော်အနားယူဖို့ပြန်လာတဲ့အချိန်မှာခန္ဓာကိုယ်ကဘယ်လိုမှအဆင်မပြေခဲ့မောဒီမနက်9နာရီမှာအိပ်ရာထားပြီးဝိတ်က10နာရီလောက်မှဝိတ်ချိန်ရတာပါကျွန်တော်ကိုယုံကြည်ကြပါ ဒီပွဲကိုထိုးဖို့အတွက်ကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ခံတာကဘယ်လိုမှအဆင်မပြေခဲ့တော့ပါ။အဲဒါကြောင့်ကျွန်တော်လည်းလက်ရှုပ်လိုက်ရတာပါ။ကိုနောင်အောင်ကိုလည်းအမြဲတမ်းလေးစားပါတယ်။ကျွန်တော်တို့တိတ်မကြခင်ပြန်တွေးကြဖို့မျှော်လင့်ပါတယ်။ဆိုပြီးတော့ရောက်ထန်ကသူ့ရဲ့လူမှုကွန်ရက်ဆိုင်မျက်နှာပေါ်ကနေအားလုံးကိုတောင်းပန်စကားဆိုသွားပါတယ်။အဲ့တော့သူ့ရဲ့ပုံစံကိုကြည့်ရင်လည်းအကောင်းဆုံးစူးစမ်းခဲ့တယ်ဆိုတာလုံးဝကိုတိတာထင်ရှားနေပါတယ် အချိန်ပြည့်ဖို့9မိနစ်အလိုမှာမှရောက်ရှိလာပြီးတော့ဝိတ်လာချိန်တယ်သူရဲ့ဒီပါးတွေပါနော်နည်းနည်းပါးတွေချိုင်းနေတာတော့တော်တော်လေးကိုနှုံးနေတဲ့ပုံစံမျိုးတွေ့ရပါတယ်ခင်ဗျအဲ့တော့တကယ်လို့ဒါပွဲဖြစ်ခဲ့မယ်ဆိုရင်ရောက်ထန်ရှုံးမှသိကြပါတယ်အခုလိုမျိုးစစောစီစီသူရဲ့အချိန်နဲ့သူရဲ့ခန္ဓာကိုယ်အချိန်နဲ့ကိုတီးရှိလို့ပြန်ပွဲရတဲ့နှုတ်ထွက်သွားတာလည်းနောက်တစ်မျိုးကောင်းတယ်လို့လည်းပြောလို့ရပါတယ် အဲ့တော့မနက်ဖြန်ကြည့်ရှုရမယ့်1ချမ်ချင်ပွဲစဉ်မှာတော့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Rock Town နဲ့ Nong Oya ပွဲစဉ်လည်းပြတ်တယ်ပြီးတော့ Anatoly Malakin နဲ့ Ruru ရဲ့ပွဲစဉ်လည်းပွဲပြတ်သွားပြီဖြစ်ပါတယ်ဒီပွဲပြတ်တဲ့အပေါ်မှာပရိသတ်တချို့ကတော့လုံးဝကိုမကြင်မနက်ဖြစ်နေကြပါတယ်တချို့ကလည်းဒီလောင်းပြောင်းလာတော့စနောက်တာလို့လည်းတွေးရှိရပါခင်ဗျပြောလဲပြောချင်စရာဖြစ်နေပါတယ်ဘာလို့လဲဆိုရင်ပရိသတ်တချို့က PPV နဲ့ဝေကြည့်ရတဲ့ပွဲဖြစ်တဲ့အတွက် ဒီပွဲစဉ်နှစ်ပွဲကိုကြည့်ချင်လို့ဝေတဲ့လူတွေအများကြီးရှိမှသိကြပါတယ်။အဲတော့တယောက်ကောင်းမန့်ထားတာတွေ့တာတော့ဒီပွဲရင်ထိုးပါတယ်။ပွဲပြီးမှပဲပြီးပြီးပြီးဒီလက်မှတ်တွေရောင်းပါတော့အဲ့လိုမျိုးပုံစံနဲ့လာစားနောက်ထားတာတွေ့ရပါတယ်။အဲတော့တကယ်ကိုစိတ်မကောင်းပါဘူး။တော်မဲ့လေပွဲစဉ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးပွဲစဉ်ဆိုရင်ဒီရှမေးအော်တိုကန်နဲ့တာကီယိုချီရဲ့ပွဲစဉ်တော့ရှိပါသေးတယ် ဒေပွဲစဉ်ကတော့လုံးဝဖိုက်တာနှစ်ယောက်စလုံးခန္ဓာကိုအချိုးအစားပုံစံ fit ကြတယ်လို့ပြောလို့ရတယ်။အာတိုဂန်ကလုံးဝကမထမ်းမထားဘူးခင်ဗျ။သူ့ရဲ့ weight က242ပေါင်ထိ weight တိုးထားတာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့သူက middle weight ကနေ light heavyweight တက်တယ်။ light heavyweight ကနေအခုဒီ heavyweight တက်တဲ့အချိန်မှာကျွန်တော် weight အဲ့လောက်ထိရှိမလို့တော့မထင်ခဲ့ဘူး။ဒါပေမဲ့ဒီနေ့ weight change ချက်မှာ242ပေါင်ရှိနေပါတယ်။ heavyweight fighter ဆိုတဲ့ဒီဂျပန်လူငယ် fighter တာကီယိုချေက238ပေါင်ပဲရှိတာပါ။ ဲ့တော့သူတို့နှစ်ယောက်မှာ အာတိုကန်ကလေးပေါင်တိဝိပူများနေတာဖြစ်ပါတယ်။တာဂီယိုဂျီတဲ့ဝိပူများတော့ပါ။ဝမ်ချွန်ရှစ်ကသတ်မှတ်တဲ့ heavyweight division ကတော့265ပေါင်တိဝိတင်လို့ရတယ်ဆိုပြီးသူတို့သတ်မှတ်ထားတာပါ။ဒါပေမဲ့လည်း fighter တို့တော့များများတော့အဲ့လိုတိ weight တန်းကြီးတဲ့ fighter တွေမပါအောင်ခင်ဗျာဝမ်းချွန်ချင်ပါလူတို့တယောက်ပဲတွေ့ရတယ်ကျွန်တော်ဒီအရင်ကသူကစားခဲ့တဲ့ပွဲစဉ်မှာ264ပေါင်တိ weight တင်ထားတာတွေ့ရပါတယ်အဲ့တော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့ကြွတာဖွဲ့စည်းပုံကတော့တော်တော်လေးကိုအဆင်ပြေပါတယ်။ Anatoly Malkin တောင်မှ240ကျော်ပဲကျွန်တော်ဝိတ်တင်ခဲ့တာတွေ့ရပါတယ်။အဲ့တော့ Rune နဲ့တော့အများကြီးကွာပါတယ်။အခု Erdogan ကတော့242ပေါင်းပါ။ပြောမဆိုရင် Anatoly Malkin နဲ့ရှင်ပြန်လို့ရတဲ့အခြေအနေမှာကျွန်တော်တွေ့ရပါတယ်ခင်ဗျ။ okay အဲ့တော့ဘယ်လိုပဲပြောပြောပါကျွန်တော်ဒီပွဲမှာတော့လူငင်ဖိုက်တာတာကီယိုချီဘက်ကပဲရှိတယ်မှာဖြစ်ပါတယ်သူပဲအနိုင်ရမယ်လို့ကျွန်တော်တော့ယုံကြည်နေပါခင်ဗျ ဘာလို့လဲဆိုရင်အာဒုကန်ရဲ့ပုံစံပေါ့နော်ဒီသူ့ရဲ့ခန္ဓာကအစီနည်းနည်းပုံများလာတဲ့ပုံစံမျိုးကျွန်တော်တွေ့ရပါတယ်ခင်ဗျအဲ့တော့အရင်ပွဲစဉ်တော့တော့တွက်လက်မှုရှိမှာတော့မဟုတ်ဘူးလက်တီထိုးတဲ့အပိုင်းမှာတော့ဒီတာကီယိုချီကပို့ပြီးတော့မြန်ဆန်နေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တာကီယိုချီဘက်ကခံမှန်းပေးတာဖြစ်ပါတယ်ခင်ဗျโอเคအဲ့တော့မနက်ဖန်မနက်မှာကျွန်တော်တို့ UFC ပွဲအရင်ကြည့်ရမှာဖြစ်တယ်။ UFC ကမြန်မာစံတော်ချိန်မနက်9:00နာရီမှာစတင်မှာဖြစ်ပါတယ်။ ်ကောင်မွေးကတော့9နိုင်ခွဲလောက်မှစတင်မှာဖြစ်ပါခင်ဗျ။1 championship ပွဲစဉ်ကတော့မနက်10နိုင်ခွဲမှစတင်မှာဖြစ်ပါတယ်။ပြီးတော့ညနေ9နိုင်ခွဲမှကျတော့ဒီ Soul AC ရဲ့ Time Fight ပွဲစဉ်ကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်။မနက်ဖြန်နိုဝင်ဘာ16ရက်နေ့တနေ့ကောင်ပွဲစဉ်ကောင်းနေတဲ့ပြည်နယ်နဲ့မှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ Y2K နဲ့ကိုလှောင်ဝင်းရဲ့ပွဲစဉ်ကိုမနေ့ကအကြေညာလိုက်တဲ့တင်းပါခင်ဗျ။အရင်က Y2K ကိုရေရင်နောင်နဲ့ပွဲတင်ပေးတာဖြစ်ပါတယ်။ ဒါကလေဒီတရားဝင်ကြေညာထားခြင်းတော့မရှိဘူးဒါပေမဲ့ရဲရင်တောင်ဘက်ကဒီပေါက်ချလာတဲ့တည်င်းပေါ့နော်အဲ့တော့လာမဲ့နိုဝင်ဘာ22ရက်နေ့မှာ Y2K နဲ့ရဲရင်တောင်ပွဲရှိတယ်လို့ပဲကျွန်တော်တီးထားကြတာပါဒါပေမဲ့ဒီတည်င်းကပေါက်ချသွားတဲ့အတွက်အခုသူတို့ပြန်ကြေညာလာတာတော့ကိုလှဝင်နဲ့ဖြစ်သွားပါလိမ့်ခင်ဗျအဲ့တော့ Y2K ဆိုတာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းကျိုးစွာဝင်းရဲ့အစရာလို့လည်းပြောလို့ရပါတယ်တကယ်ကိုကောင်းတဲ့မွေထိုင်းဖိုင်တာတက်ရောက်ပါ ကိုလှဝင်ရလေတကယ်ကိုကောင်းပါတယ်သူကအစံချိုင်လို့လည်းကစားခဲ့တယ်ရှုံဝဲကြုံတယ်ဆိုပေမဲ့သူနောက်ပိုင်းမှာအများကြီးတိုးတက်လာတာတွေးရပါတယ်ခင်ဗျအဲတော့ဒီဘွယ်ကတကယ်ကိုကြည့်လို့ကောင်းမယ်ပွဲစဉ်မှာဘယ်မှာကြည့်ရမလဲဆိုရင်ဒီ Max Muay Thai Stadium ဆိုတဲ့ Facebook Page မှာကြည့်ရှုရမှာဖြစ်ပါတယ်ဒီ Max Muay Thai ပွဲစဉ်ကိုအရင်တစ်ခါလည်းကျွန်တော်တို့ကြည့်ပြီးသားဖြစ်ပါတယ် No Omar ဆိုရဲ့ပွဲစဉ်မှာအဲ့တော့အဲ့ဒီပွဲမှာတော့ No Omar ဆို Fatal Jinya Fighter တယောက်ကိုအမှတ်နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ် အခုဒီဒီချိန်တော့ကိုလှဝင်းနဲ့ Y2K ရဲ့ပွဲစဉ်ကိုလာမယ့်နိုဝင်ဘာ22ရက်နေ့ညနေပိုင်း9:00နာရီခွဲလောက်မှာကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီနေ့ကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။